ဟာလာလုယာဂျာခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အွန်လိုင်းကနေခေါ်ဝန်ယူနေတဲ့မိဘညီကောင်တော်မများဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာစံစာဖတ်တာကောင်းတယ်ဒါပေမဲ့အနက်အဓိပ္ပာယ်နားမလည်စိတ်ဝင်စားဘူးလေအနက်အဓိပ္ပာယ်နားလည်ဖို့လိုတယ်အဲ့ဒီအနက်အဓိပ္ပာယ်ကိုဆိုတာကလည်းရှင်းပြမဲ့လူလိုသေးတယ်ကိုယ့်အကိုနားလည်ရင်တော့ကောင်းတာပေါ့နားမလည်ရင်တော့ရှင်းပြမဲ့လူလိုတာပေါ့ရှင်းပြမဲ့လူကလည်းအနက်အဓိပ္ပာယ်ကိုမှန်ကန်စွာပြောပြနိုင်မှာဟုတ်လားသူကအဓိပ္ပာယ်အမှားကြီးပြောလိုက်ရင်ကျွန်တော်တို့တွေ့တာအန်ဒီရယ်ပဲ ်ဆိုတော့ចန်းစာထဲမှာလည်းចန်းစာဖတ်ပြီးအနတ်တိတ်ပဲမသိတဲ့သူတွေအများကြီးရှိတယ်ပွပွလင်းလင်းသူတို့ဝန်ခံထားတာတွေတွေ့ရတယ်ဆိုတော့ကျွန်တော်ဒီຢာနဲ့ပတ်သက်ပြီးနည်းနည်းလေ့လာရအောင်ခဏဆုတောင်းအဖာကိုတော့ကိုယေရှုတင်တယ်ကျွန်တော်တို့ကိုចန်းစာလေ့လာတဲ့အခါမှာအနတ်အတိတ်ပဲဟိုဘလို့ရှားတယ်လဲဒါတွေကိုသိအောင်မဆပေးပါဒီຢာတွေကိုသဘောပေါက်အောင်တင်ပေးပါကျန်းစာနဲ့အနက်တိတ်ပဲဆိုတာမတူဘူးတီးတန့်စီဖြစ်တယ်ဆိုတာကိုသိစေပါအဖအ လက်တော်တဲ့အနံပါတယ်အရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဖျာအာမင်အာမင်ဆရာတခင်ယေရှုကိုယ်တိုင်ဝေငှတဲ့အချက်တစ်ချက်ကိုကြည့်အောင်ရှေယောဟန်အခန်းကြီး30အပိုင်ငယ်6ကိုကျွန်တော်တို့ဖတ်ရအောင်ထိုဥပမာပုံကိုယေရှုဟောတော်မူသည်တွင်ပရိသတ်တို့သည် မိတ်တော်မူသောဇကားတော်ဤအနက်အဓိပ္ပာယ်ကို နားမလည်ကြမိတ်တော်မူသောစကားတော်ဤအနက်အဓိပ္ပာယ်ကိုနားမလည်ကြ ယေရှုတရားဟောချက်ကိုကြားတယ်ဒါပေမဲ့အ내အတိတ်ပဲနားမလည်ဘူးဆိုစကားဆိုတာကတော့နားထောင်ရင်ကြားရမှာပဲကျမ်းစာဆိုတာဖတ်ရင်တော့ဖတ်လို့ရတယ်လေစာတက်ရင်တော့ဒါပေမဲ့အ내အတိတ်ပဲသိဖို့လိုတာပေါ့ဟုတ်လားဆိုတော့အခုယေရှုဝင်ကားတာသွားနားထောင်တဲ့လူတွေတောင်ဘာဖြစ်နေလဲအ내အတိတ်ပဲကိုနားမလည်ကြပရိသတ်တွေနားမလည်ဘူးပရိသတ်တွေပဲနားမလည်ဘူးလားဆိုလို့ရှိရင်တခါတလေတပည့်တော်တွေလည်းနားမလည်ဘူး ဘာပြောနေတာလဲနားမလဲတာရှိတယ်ဒါနဲ့ပတ်သက်ပြီးရှင်ယောဟခရစ်ဝင်အခန်းကြီး6အပိုင်ငယ်51 52ကိုကျွန်တော်ဖတ်ပါမယ်ငါသည်ကောင်းကင်မှဆင်းသက်သောအတ္တမုတ်ဖြစ်ဤမုတ်ကိုစားတော်သူမိသည်ကအစင်မပြတ်အသက်ရှင်လိမ့်မည်ငါပေးသောမုတ်ကလောကီသားတို့၏အသက်အဖို့အလို့ငါစွန့်သောငါ၏အသားပေတည်းဟုမိတော်မူ၏ယေရှုဝင်ငါနေတာတပည့်တွေကိုငါသားဥစားငါကောင်းကင်ဆင်းတဲ့အတ္တမုတ် ပြောပြောတဲ့ကတပည့်တော်တွေကယေရှုရဲ့ဝေငှားချက်ကိုသူတို့သဘောပေါက်သလားကြည့်အောင်အငယ်90ကိုဆက်ဖတ်ဖို့ခယူဒလူတို့ကဤသူသည်မိမိအသားကိုငါတို့စားเสียရဘူးအဘယ်တော့ပေးနိုင်တယ်နည်းဟုအချင်းချင်းညှင်းကုန်ကြ၏ပထမတော့ယူဒလူတွေကညင်းပြီဟာအဲ့ဒီယေရှုကသူ့အသားကိုငါတို့စားဖို့ဘယ်လိုပေးမှာလဲတောင်းတောင်းညင်းကြခုန်ကြရောတခါယူဒလူတွေညင်းခုန်ရာကနေတပည့်တော်တွေဘာဖြစ်လာလဲကြည့်အောင်အပိုက်ငယ်60ကျွန်တော်ဖတ်မယ် တပည့်တော်အများတို့သည်ကြားလျင်ထိုစကားသည် အလွန်ခက်လာ၏အဘယ်သူနားခံနိုင်မည်နည်းဟုဆိုကြ၏တပည့်တော်တွေတောင်မှပြောတယ်ခက်တယ်မပြောဘူးပါလေအလွန်ခက်တယ်တဲ့ဘယ်သူကဒီစကားကိုနားခံနိုင်မလဲအတိတ်ဘယ်ကဘယ်သူကသီးခံပြီးနားထောင်နိုင်မလဲတဲ့လုံးဝနားထောင်ခြင်းစိတ်ကိုမရှိတော့တာအယံခက်တယ်တဲ့ဒီကိစ္စနော်အလွန်ခက်တယ်တဲ့ဆိုတော့စကားကိုကြားလာကြားတယ်အနတ် အတိတ်ပဲသိလားမသိဘူးအနတ်အတိတ်ပဲမသိဘူးဘယ်သူတွေလဲ ပထမယူရလူဒုတိယဘယ်သူလဲတပည့်တော်အဲ့ဒီအခါကြည့်အောင် အပိုက်ငယ်61တပည့်တော်တွေဘာလုပ်လဲကြည့်ကြည့်မယ်ထို့သောတပည့်တော်တို့ကဲ့ရဲ့အပြစ်တင်သည်ကိုယေရှုသည်အလိုလျောက်တည်တော်မူလင်ဤတရားစကားကြောင့်သင်တို့သည်စိတ်ပြတ်ကြသလားကြည့်နော်ဒီတရားဟောချက်ကြောင့်တပည့်တွေကယေရှုကိုဘာလုပ်လဲကဲ့ရဲ့အပြစ်တင်ယေရှုရဲ့ဝင်ငှားချက်ကိုနားထောင်တယ်အနဲ့အိပယ်ကိုနားမလဲဘူးနားမလဲတော့ဘာလုပ်လဲအပြစ်တင်တဲ့ယေရှုကို ယေရှုကသိတယ်အော်ဒီတပည့်တွေငါ့ကိုပြစ်တင်နေပြီအပြစ်တင်နေပြီယေရှုကောင်းသဘောပေါက်တယ်ဆိုတော့အနဲ့အတိတ်ပဲဆိုတာနောက်တစ်ဆင့်ဖြစ်တယ်စံစာလေးလာတာတစ်ဆင့်အနဲ့အတိတ်ပဲတီးဖို့ကနောက်တစ်ဆင့်လို့သေးတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောခြင်း ਨੇ စံစာတီးဖို့လို့တယ်မပြီးသေးဘူးအနဲ့အတိတ်ပဲမှန်ကန်စွာသဘောပေါက်ဖို့လို့တယ်ဒါဆိုရင်မှန်ကန်စွာသဘောမပေါက်ရင်ဘာဖြစ်လဲယူဒလူတွေကယေရှုကိုပြစ်တင်နေညှဉ်းကုန်နေတပည့်တွေကယေရှုကိုကဲ့ရဲ့အိုက်စင်ရောက်သွားတယ် ဆိုတော့တကယ်တကယ်တမ်းဆိုလို့ရှိရင်အနတ်အတိတ်ပဲမသိရင်မလုပ်ရမလဲကြည့်ရအောင်တမန်တော်ဝတ္ထုအခန်းကြီး6အပိုင်ငယ်26ကနေ31အဲ့ဖြစ်ပျက်လေးကိုပြောခြင်းတယ်တရက်တော်အေသီယိုပီအမတ်ကမြင်းလဲစီးပြီးတော့ယေရုရှလင်သွားတယ်ဖျားသွားရှိခိုးတယ်ဖျားရှိခိုးပြီးပြန်လာရော ပြန်လာတဲ့အခါမှာမြင်းလဲပေါ်မှာသူဟေရှာယအနာဂတိကျမ်းကိုဖတ်အဲ့ဒီချိန်မှာပဲဝိညာဉ်တော်ကဖိလိပ္ပုကိုပြောတယ်သွားအဲ့မြင်းလဲနောက်ကိုလိုက်ဒါနဲ့ဖိလိပ္ပုကပြေးလိုက်ရတယ်မြင်းလဲနောက်ကို လိုက်တော့မြင်းလဲတဲ့ကနေအဲသျော်ပြီးအမတ်စန်းစာဖတ်နေတာသူကြားရောကြားတော့သူလက်မေးလိုက်တယ်အော်အမတ်ကြီးဖတ်နေတဲ့စန်းစာနားလဲသလားဒါနဲ့မြင်းလဲတဲ့ကအမတ်ကြီးကဘာပြန်ပြောလဲဆိုတော့သိတ်ကောင်းတယ်နော်အဲ့မှာအပိုက်ငယ်30နဲ့တင်မှာထိုအမတ်ကလည်းတွန်တင်ပဲပြင်တော်သူမရှိနဲ့အဘယ်တော့နားလဲနိုင်မင်းဤဟုဆိုပြီးမှမိမိနဲ့အတူဖိလစ်ပုတက်၍ထိုင်နေပါမိအကြောင်းတောင်းပန်၏ အော်ကျွန်တော်ကသင်ပေးမဲ့လူမရှိဘလို့နားလဲမလဲလာမြင်လဲပေါ်တက်ခက်ကျွန်တော်လာရှင်းပြတောင်းဆိုတယ်ဒါနဲ့ပဲဖိလိပ္ပုကမြင်လဲပေါ်ရောက်သွားရောရောက်သွားတဲ့အခါကျတော့သူဖတ်နေတဲ့ကျမ်းစာကဟေရှာယအခန်းကြီး53ကိုသူဖတ်နေတာဖတ်နေတော့အဲ့ဒီအိဗယ်ကိုသူကနားမလဲဘူးတိုးလေးတကောင်ရှိတယ်ဟာလာတိုးရှိတယ်တိုးတခင်ကတတ်တယ်အဲ့တခင်ရှိမှတိုးကအတန်မမီပဲသိခံသွားတယ်အဲ့ဒီကျမ်းပိုက်ကိုသူဖတ်နေတာဆိုတော့သူဖတ်နေတဲ့ကျမ်းစာက ဘာဆိုလိုလဲဆိုတာ तू မသိဘူးဒါနဲ့ခုနအေသီယိုပီအမတ်ဖတ်နေတဲ့ကျမ်းစာရဲ့အနက်အဓိပ္ပာယ်ကိုဖိလိပ္ပုကရှင်းပြလိုက်တယ်အပိုင်ငယ်35ဖိလိပ္ပုကမေးမြန်းတယ်ဖိလိပ္ပုသည်မိမိနှုတ်ကိုဖွင့်၍ထိုကျမ်းစာချက်ကိုအစွဲပြုလျက်ယေရှု၏အကြောင်းတည်းဟူသောအေဝံဒီတရားကိုဟောလေ၏။အော်ဒီကျမ်းစာကိုအကြောင်းပြုပြီးမှယေရှုအကြောင်းဝင်ငှားလိုက်တယ်။အေးမင်းဖတ်နေတဲ့ကျမ်းစာကဒါပဲတိုးလေးရှိတယ်။ အဲ့တူကိုတခင်ကတတ်တယ်အဲ့တူကတခင်ရှိမှဘာပဲလှုပ်လှုပ်ငိတ်ခတ်နေအတန်တော့မမြည်ဘူးဘာမှမအော်ဘူးငိတ်ငိတ်ခတ်နေအဲ့တူကဘာလုပ်လဲအရှင်ယေရှုခရစ်ခမဲတော်ကအဲ့ဒီယေရှုခရစ်အပေါ်မှာကျွန်တော်တို့အားလုံးရဲ့အပြစ်ကိုတင်တယ်တင်ပြီးကျွန်တော်အပြစ်ကိုစားအဲ့ဒီယေရှုခရစ်ကအသေခံသွားတယ်အဲ့ဒါကဘာလဲဆိုအဲ့တူကယေရှုခရစ်ကိုပုံဆောင်တယ်အပြစ်တွေတင်လိုက်တာကတခင်ကဘာလုပ်လဲခမီးတော်ဘုရားကိုဆုလို့တယ်အဲ့ဒါသူရှင်းပြလိုက်တဲ့အနတ်တိတ်ပဲ အဲ့ဒီမှာဘာဖြစ်လဲအဲ့တော့ပြိမဲ့သဘောပေါက်သွားတယ်။ကြာစာဖတ်လားဖတ်တယ်။အနတ်အဓိပ္ပာယ်သိလားမသိဘူး။ဖိလိပုတက်လာပြီးရှင်းပြမှာဘာသိသွားလဲအနတ်အဓိပ္ပာယ်သိသွားတယ်။ဒါကြောင့်မလို့ကြာစာဖတ်တာတခုအနတ်အဓိပ္ပာယ်သဘောပေါက်တာတခုပြီးသွားပြီနော်ဒီလောက်ပဲပြီးသွားပြီ။ဒါမြင်လဲဆက်စီးပြီးတွာ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 းရင်တွားရင်တွားရင်နဲ့အော်တနေရာရောက်တော့ရေအိုင်တွေ့ရော။ရေအိုင်တွေ့တော့အဲ့ဒီအပြိမဲ့ကဖိလိပုကိုပြောတယ်။အပိုက်ငယ်36 ထို့သောလမ်း၌သွားကြစဉ်ယေရှိယသို့ရောက်၍အမတ်ကလည်းဤအရက်တွင်ယေရှိပါ၏အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းကမိသည့်အကြောင်းကြောင့်စီတာပါသည်ဟုပြောဆိုလေကျွန်တော်ဗတ္တိဇံပေးတယ်တောင်းဆိုပြီဘာဖြစ်လို့လဲတန်ရှင်သောဝိညာဉ်တော်ဖွင့်ပြပြီအမတ်ကြီးကိုဝိညာဉ်တော်ဖွင့်ပြလိုက်ပြီခရစ်တော်ကိုလက်ခံဗတ္တိဇံခံမယ်ခရစ်တော်ကိုယုံလားယုံတယ်ယုံရင်ဗတ္တိဇံခံဝိညာဉ်တော်ဖွင့်ပြလိုက်ဒါနဲ့ကျွန်တော်ဗတ္တိဇံပေး မပေးအောင်ကျွန်တော်ဘာကိစ္စနဲ့တားမှာလဲဒါနဲ့ဖိလိပ္ပုကပြန်ပြောတယ်အပိုင်ငယ်38မှာရထားကိုရက်စေခြင်းကစီရင်ပြီးမှဖိလိပ္ပုဒီထိုအမတ်နဲ့တကွာရေထဲသို့ဆင်းရဗတ္တိဇံကိုပေး၏ဗတ္တိဇံပေးပလိုက်ဒါဆိုရင် तू ဗတ္တိဇံခံတဲ့အဆင့်ထိရောက်လာတာဘယ်သူလောက်တာလဲတန်ရှင်သောဝိညာဉ်တော်တန်ရှင်သောဝိညာဉ်တော်ဖိလိပ္ပုကမင်းဗတ္တိဇံခံရမယ်လို့မပြောဘူးဒါပေမဲ့အဲ့ဒီအမတ်က तू ကသူလေကျွန်တော်ဗတ္တိဇံပေးပါတယ်ဘယ်သူလောက်တာလဲဝိညာဉ်တော်လောက်တာ တော့မှတ်ထားမယ်ကျက်စာဖတ်ပါအနဲ့အဓိပ္ပာယ်ကတော့နားမလဲနားလဲတဲ့လူမေးနားလဲတဲ့လူကရှင်းပြမယ်ဒါပေမဲ့တကယ်ပြောင်းလဲခြင်းကဘယ်သူနဲ့ဆိုင်လဲတာရှင်သောဝိညာဉ်တော်လုံးမရတယ်ဒါကြောင့်မလို့ဒီနေ့အွန်လိုင်းကခွန်အားယူနေသောညီမိပါညီကိုမောင်တို့မများကျက်စာလေ့လာပါအနတ်အိဗယ်သိရေးကြည့်တယ်နော်အနတ်အိဗယ်မှန်ကန်စွာသိအောင်လုပ်အနတ်အိဗယ်မသိရင်အဲ့ဒါဘာမှလုပ်လို့မရဘူးဒါကြောင့်အနတ်အိဗယ်သိဖို့ကဘာဖြစ်လဲကိုမသိဘူးဆိုရင်သိတဲ့လူကိုမေးရတယ်သူရှင်းပြမယ် ဒါဆိုအနက်အဓိပ္ပာယ်လောက်ပဲသိမယ်ပြောင်းလဲဖို့ကတော့အဲ့ဒီလူလုံးလို့မရဘူးကြားစာဖတ်တဲ့လူအနက်အဓိပ္ပာယ်သိတဲ့လူပြောင်းလဲလို့မရဘူးပြောင်းလဲတာဘာလဲဝိညာဉ်တော်လုံးမရတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့တန်ရှင်းသောဝိညာဉ်တော်ကိုလက်ခံပါဝိညာဉ်တော်အလုံးလုံးတာကိုခွန်အားယူပါဝိညာဉ်တော်ကိုခေါ်ဖိတ်ပါကိုယ့်ရဲ့တတ်တာမှာဝိညာဉ်တော်ကိုနေရပေးပါဝိညာဉ်တော်အလုံးလုံးလာတဲ့အခါမှာအဲ့ဒီလူရဲ့အသက်တာပြောင်းလဲလာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်မအစားအရောက်တိုင်းရဲ့အသက်တာတန်ရှင်းသောဝိညာဉ်တော်ကိုမေ့ထားလို့မရဘူးဝိညာဉ်တော်ရဲ့အခန်းကဏ္ဍဟာအင်မတန်မှအရေးကြီးတာဖြစ်တယ် ဒါကြောင့်ကိုယ့်ရဲ့အတ္တဓာတ်ထဲမှာဖယားရှိကျွန်တော်ကိုကြက်စားဖတ်တဲ့အခါမှာအနတ်တိတ်ပဲမှန်ကန်စွာသိအောင်ဖွင့်ပြပါလို့အတ္တဓာတ်ကိုစက်ကတ်ချင်ရှိတဲ့နေမှာမတရက်ဝိညာဉ်တော်ဖယားကျွန်တော်ကိုဖွင့်ပြပါလို့အတ္တဓာတ်ကိုအနှံ့ချင်ရှိတဲ့နေမှာမတရက်ကျွန်တော်အတူတူအတ္တဓာတ်ကိုစက်ကတ်ရအောင်အဖာကိုတော့ကိုယေရှုတင်တယ်ကိုတော့ကောင်းမြတ်တဲ့ဖယားဖြစ်ပါတယ်ယေရှုပြုတဲ့ဖယားဖြစ်ပါတယ်ဖယားရှိမျက်မှောက်တော်တဲ့ဦးလာပါတယ်ဝိညာဉ်တော်ဖယားကိုတော့အလုံးလုံးတော်မူပါကြက်စားကိုဖတ်အောင်ကျွန်တော်ကိုအမြဲတမ်းနှုတ်ဆက်ပေးပါ ကြာစာဖတ်ပြီးအနက်အတိတ်ပဲမှတ်ကန်စွာပိုင်းခြားတက်အောင်ကျွန်တော်ကိုသင်ပေးပါဖယားရှိထိုကြံစာရဲ့အနက်အတိတ်ပဲကိုသဘောပေါက်ပြီးဝိညာဉ်တော်ဖယားကိုတော့ကျွန်တော်ကိုအသစ်ပြောင်းလဲအောင်လုပ်ပေးပါကျွန်တော်ရဲ့အသက်တာကိုတော့မျက်မှောက်တော်တွေကိုရောက်လာအောင်ဆွဲခေါ်ပေးပါဝိညာဉ်တော်မပါဘဲနဲ့ကျွန်တော်ရှေ့ကိုတက်လှမ်းမှလှမ်းလို့မရပါဘူးဖယားရှိအမတ်ကြီးဘလောက်ပဲကြံစာဖတ်ပါစေအနက်အတိတ်ပဲကိုတဆင့်တီးဖို့လိုသလို့ ကျွန်တော်တို့လည်းအနတ်အိတ်ပဲသိစေပါအနတ်အိတ်ပဲဘလောက်တိတိဝိညာဉ်တော်မဖွင့်ပြရင်ရေထဲစိပ်ပြီးဗတ္တိဇခန်းနဲ့အစင်ကိုမရောက်နိုင်ဘူးဒီနေ့ကျွန်တော်မစာရောက်တိုင်းတက်တာထဲမှာအနတ်အိတ်ပဲနားလေတဲ့အစင်မှာကျင်းနေတော်သူညင်းခုန်နေတော်သူများမဖြစ်ပါစေနဲ့ဝိညာဉ်တော်ဘုရားဖွင့်ပြတာသွန်တင်တာခံရတော်သူများဖြစ်ပါမိကြောင်းဝိညာဉ်တော်ကိုစာငတ်တော်သူများဖြစ်စေပါလက်တော်ရဲ့အနန္တဝိညာဉ်တော်ဘုရားကိုတော်တုတ်ထိစကားပြောပါဖွင့်ပြပါအဖာ အရှင်ယေရှုနာမ၌ဆုတောင်းပြီးအပ်နံပါတယ်ဖဖျာအာမင်အာမင်မိကလူကိုနှုတ်ဆက်လိုက်အနတ်အတိတ်ပဲတည်တဲ့အစ်မကျေနပ်မနေနဲ့အာမင် God bless you